တင်ဆက်ပေးမယ့်သတင်းကတော့တေတဲ့မဟာရှာမခင်ရသူကိုရောကြီးဒေါ်လာ၃သမလေးတန်ပေးရလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာတေတဲ့မဟာရှာမခင်ရတဲ့ဖာကမနာဆိုတဲ့အမျိုးသားတအုပ်ကိုတရားရင်ဌာနဘက်ကရောကြီးဒေါ်လာ၃သမလေးတန်ပေးရခဲ့လို့သိရပါတယ်။ဟာကမာရာဟာသူ့ရဲ့လက်ပေါ်ခပ်ဟောင်းတအုပ်ကိုတက်ဖြတ်ခဲ့တယ်လို့သတ်မှတ်ခံရပြီးတေတဲ့ရှာမခင်ရတာပါ။ 2024ခုနှစ်အတွင်းကမဟာကမာရာကိုတည်တဲ့ရှမှတ်ခဲ့တာဟာမရင်ခဲ့တဲ့လူတွေရှိခဲ့တာကြောင့်ထောင်ကားနေလွတ်ပေးခဲ့တာပါဟာဂမာရာဟာခြောက်ထဲမှာနှင်း90ကျော်နေထိုင်ခဲ့ရပြီးတော့လက်ရှိအချိန်မှာအသက်89နှစ်အရွယ်ရှိနေဖြစ်ပါတယ်။ထောင်ကားလလပြီးနောက်မှာရှိနေအဖွဲ့ကဟာဂမာရာရဲ့မျက်နှာမှုအတွက်တရားရုံးဌာနဘက်ကတာဝန်ယူအတွက်တောင်းဆိုခဲ့ပြီးအမေရိကန်ဒေါ်လာ1.4မှ4သန်းရောက်ခြေပေးဖို့အတွက်အတည်ပြုခဲ့တာဖြစ်ပါတယ်။ဟာဂမာရာဟာခြောက်ထဲမှာနေခဲ့ရတဲ့အချိန်အတွက် တရက်ကိုရောက်ကျင်းနေနဲ့အမေရိကန်ဒေါ်လာ83ဒေါ်လာရရှိခဲ့တဲ့သဘောဖြစ်ပါတယ်။ဟာကာမာရာကိုရောက်ကျင်းပေးခဲ့တာဟာကမ္ဘာတမိုင်းမှာမားလိုက်ပြတဲ့ရှာမခံရသူတအုပ်ကိုပမာဏအများဆုံးရောက်ကျင်းပေးခဲ့မှုအဖြစ်မှတ်တမ်းဝင်ခဲ့တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ညင်းကြံပါပေးပို့လာပါ